ကဘာမှာ Nokia ကြရှုံးထွားတာလူတိုင်းတီးပြီးသားဖြစ်မှာပါသူရဲ့ CEO နောက်ဆုံးပြောတော်တဲ့စကားလေးကအစ်စ်ကောင်းတယ်တွေးစရာလေးကောင်းတယ် We did do anything wrong but somehow we fail ငါတို့အမှားမလုပ်ခဲ့ဘူးဒါပေမဲ့ငါတို့ကြရှုံးခဲ့တယ်ဒါတလေလောကမှာကျွန်တော်တို့ဘာအမှားမှမလုပ်ဘူးကိုစကေးတွေလည်းရော့မသွားဘူးဒါပေမဲ့ဂျိုင်းဆိုင်မှုပြင်းထန်တဲ့ရင်းနှီးခေတ်ကြီးမှာ အမမလို့ယုံနဲ့အောင်မြင်မှုမရနိုင်ဘူးဆိုတော့ကိုအလိုကရာကတတိပြလိုက်တာပါပဲတရားစံတွေဖို့စင်စက်မပြတင်ယူကြဖို့ကိုစကေးကိုဒီထက်တူတက်အောင်လုပ်ဖို့လိုလာပါဘဝဆိုတာဆက်ပြီးစီရတယ်လို့ပါပဲအောင်မြင်မှုမတိုင်လေးတွေတတိုင်းပြီးတတိုင်းဖြတ်ကျော်နိုင်ဖို့အားထုတ်ပြီးနင်းနေရမှာပါပဲမနှင်းပဲဆက်မလေလာတော့ပဲကိုစကေးတူတက်အောင်ဆက်မလုပ်တော့ရင်တော့ ဆက်ပြီးမောက်သွားမှာပေါ့ဒါကြောင့်ဘဝမှာအပြောင်းလဲတွေကရှိနေကြုံနေရမှာပါပဲကောင်းတော်ပြောင်းလဲခြင်းဖြစ်ဖို့ကတော့ကိုယ်ရွေးချယ်မှုပုံမှာမူတည်ပါတယ်နေပေတစ်ခုမှာပရိုတယောက်ဆရာတစ်စုလိုဖြစ်ချင်ရင်တော့တင်ယူခြင်းကိုမရက်ပြဖို့လူတွေအပြင်ကိုကျန်းကျင်မှုကိုလည်းဒူတက်အောင်ဂျူစာကိုလိုအပ်ပါတယ်ခမည်းအနေနဲ့အကုန်တိအကုန်တတ်နေပြီဆိုရင်တော့တေချာတာကကြံခဲမှာပဲ ခမည်းမတီးတာတွေအများကြီးရှိနေပါသေးတယ်။လောကကြီးအကြောင်းကိုအများကြီးလေ့လာရအောင်မှာဖြစ်ပါတယ်။ပညာတွေအများကြီးယူရအောင်မှာဖြစ်ပါတယ်။အတွေ့အကြုံတွေအများကြီးယူရအောင်မှာဖြစ်ပါတယ်။တွေ့အကြုံဆိုတာကျွန်တော်ငွေနဲ့ဝေလို့မရပါဘူး။အတွေ့အကြုံဆိုတာကိုယ်တိုင်ယူရတဲ့အရာပါ။